Minglaba, Trim Paris! ကမ္ဘာနာမည်အကြီးဆုံးအဆောက်အဦးတွေအားတစ်ခုဖြစ်တဲ့ဖျားကြောင်ရှိမှာရပ်နေတာပါ Paris မြို့ရဲ့ Notre Dame Notre Dame ဆိုတာဘာသာပြန်လိုက်ရင်ငါတို့ရဲ့အမျိုးသမီးလို့အဓိပ္ပာယ်ရတဲ့ဒီဖျားကြောင်ကိုစာအုပ်တွေရုပ်ရှင်တွေထဲမှာမြင်ဘူးကြားဘူးပြီးသားဖြစ်မှာပါဒါမှမဟုတ်ကလေးဘွားကဒီကာတွန်း The Hunchback of Notre Dame ဖျားချောင်းကခါကုန်ကြီးဆိုတဲ့ Victor Hugo ရေးခဲ့တဲ့စာအုပ်နဲ့ Disney Cartoon ကြောင့်တီးခဲ့ကြားခဲ့ရတာလည်းဖြစ်ပါလိမ့်မယ်။ပြင်သစ်ကနာမည်ကျော်စာရေးဆရာ Victor Hugo ကဒီဖျားချောင်းအကြောင်းကို1831တုန်းကဇက်အိမ်တည်ပြီးရေးသားခဲ့တယ်။သူရေးခဲ့တဲ့အချိန်တုန်းကဒီဖျားချောင်းကလူတွေမေ့ထားတဲ့ဟောင်းနှွမ်းပျက်စီးနေတဲ့နေရာတစ်ခု။သူစာအုပ်ကြောင့်လူတွေပြန်သတိရသွားတာ။ စာအုပ်တော်အနုပညာတစ်ခုဟာကြောက်တုံးကြောက်ခဲအုတ်ခဲတွေကိုအသက်ပြန်သွင်းခဲ့တယ်လို့ဆိုရင်လည်းမမှားဘူး။ဒါကြောင့်လည်းသူအနုပညာကိုရမ်းယုံကြည်တယ်။သူတို့ဖန်တီးတဲ့အနုပညာတိုင်းမှာ ပြောင်းလဲမှုတွေဖြစ်နိုင်တယ်ဆိုတာဒီဖျားเจ้าကြီးကတက်တည်ပြနေတယ်။ဒီနေ့ဒီဖျားเจ้าကြီးကိုမြမပကြီးဆရာတယောက်ရောက်သွားတဲ့အခါဘာအတွေးတွေပေါ်လာမလဲစက်ကြည့်လိုက်ရအောင်။ ီဖျားเจ้าကြီးကိုပထမဆုံးအကျင့်ရောက်တဲ့အခါအားလုံးကိုမေ့သွားတယ်။ဒီမှာရှိတဲ့မျောစင်တစ်ခုဟာနှစ်ပေါင်း900ကျောင်းအောင် Paris မြို့ကိုစောင့်ကြည့်နေတဲ့ရှေးဟောင်းစစ်သားကြီးတွေလိုပဲ။အသေးစိတ်ဖန်တီးထားတဲ့လက်ရာတိုင်းရုပ်ထုတွေတိုင်းဟာရှေးအတိတ်တုန်းကလိုဝတ်ချက်တွေကိုတော်တော်လေးပြောပြနေတယ်လို့ခံစားရတယ်။ဒီဖျားချောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကစပြီးဆောက်ခဲ့တာ1163ခုနှစ်ကစပြီးဆောက်ခဲ့တယ် အစာအဆုံးပြီးဖို့နှစ်ပေါင်း200နီးပါးလောက်ကြာတယ်။ဗဘူးဆရာတွေ၊ပကြီးဆရာတွေ၊လက်သမားဆရာတွေရဲ့မျိုးဆက်ပေါင်းများစွာ သူတို့ရဲ့တသက်လုံးကိုဒီအစာဥမှာပေးဆက်ခဲ့ကြတာ။ဒါဘာသာရေးအတွက်တင်မကဘူး။ဖန်တီးမှုအတွက်ဆွန့်လွတ်အနစ်နာခံမှုရဲ့အထိတ်အမှတ်လို့ထူးထင်တယ်။ ဒီဖျားเจ้าမှာဘရင်တွေနန်းတက်ခဲ့ကြတယ်စစ်ပွဲတွေတော်လန်ရင်းတွေကြားထဲမှာတော့ဒီနေရာမှာဆူတောင်းတန်တွေမညှိုးနှိုင်းခဲ့ဘူးဒါကြောင့်လဲဒီเจ้าကဒီလောက်ကြော်ကြားနေတာအလားတခုရဲတယ်မကောက်ပဲရစ်မြို့စိတ်ဝိညာဉ်ရဲ့နှလုံးသားလို့လည်းပြောလို့ရတယ်ကိုတဲ့လရအစာဦးကြီးပါဒီဘီသူကပညာရဲ့လှုပ်ဝှက်ချက်ကအလင်းနှမ်းတွေကိုအပေါ်ဘက်ကိုရောက်အောင်ဒီဇိုင်းလုပ်ကြတယ် ကောင်းကင်ဘုံစီကိုဆွဲတင်သွားတဲ့ပုံစံမျိုးပေါ့အဲ့လိုဖြစ်အောင်လဲမုတ်ဦးတွေဒီဇိုင်းတွေဝင်ပေါက်အခုံးတွေကိုအလဲမှာခြုံထားတဲ့ပုံကိုတုံးထားတယ်ကြည့်ရှုတဲ့မျက်လုံးတွေကိုမြင့်မြတ်တဲ့နေရာစီကိုဥတီသွားစေရာဒီလက်ရာကြောင့်လဲကြောင်းကြီးကိုရိုင်ကဆူတောင်းနေတယ်လို့ပဲအခုချူရိုအထဲကိုဝင်ကြည့်လိုက်ကြရအောင် ဒီကနေဝင်လိုက်တာနဲ့အေဂျင့်မှုတစ်ခုကိုခန်းစားရတယ်။အစာဦးကဒုတဲ့ကြီးလို့ထင်တယ်။အထဲမှာအပြင်နဲ့အပူချိန်မတူဘူး။စူညံတန်းတွေလည်းယော့သွားတယ်။အလင်းရောင်နေရောင်တွေကတံမိုးထားစရာလို့ခန်းစားလာရတယ်။ချူတတိထားမိတဲ့ပထမဆုံးအရာကဒီဖျားเจ้าရဲ့အရာမှာ တုံးထားတဲ့အယောင်ဖြော့ဖြော့ကြောက်တုံးတွေကတဲတို့အယိုးတို့ရဲ့အယောင်တွေနဲ့ဆင့်ထူတယ်။ဒီအယောင်တွေကငိန်နေမနူလုံးမရင်လုံးလို့ဘဲခစ်ကာလာဖြစ်ဖြစ် လိုက်ဖန်ညီမှုရှိတယ်။အချိန်ကာလာမရွေးဘူး။ဒီငိန်အိမှုတွေမှာအယောင်ဆုံးဖြာထွက်နေတဲ့အရာတစ်ခုကိုလည်းမြင်ခဲ့ရတယ်။အဲ့ဒါဘရင်ပေါက်တွေ။ရောင်ဆုံးဖန်ချက်တွေ။သူတို့ကအလားစင်မှုတသက်တော်မဟုတ်ဘူး။အလင်းရောင်ကတစင်ပြော့ပြတဲ့သမိုင်းနေလို့ပြောလို့ရတယ်။ ဖန်ချတ်တစ်ခုစီမှာတမချန်းစာရေရာဇလန်းတပုတ်စီကို ပြထားတာဒါရီကိုလွန်ခဲ့တဲ့နှစ်ရာစုပေါင်းများစွာမိတွေဓာတ်တထုတွေယုံကြည်မှုတွေနဲ့ဖန်တီးထားခဲ့တယ်။ဘရင်းပေါက်ကနေနေရောင်ခြည်လေးဖြတ်ဝင်လာတဲ့အခါအစိမ်းအပြာအနီးအဝါစတဲ့ဒီရောင်စုံလေးတွေရာအယောင်ဖြော့ဖြော့နေရံပေါ်မှာတွားပြီးတော့ပုံဖော်သွားတယ်။ကောင်းကင်နဲ့ကဘာမြေကြီးကြားထဲမှာနေရောင်ခြည်လေးကကခုန်နေကြသလိုမျိုးပဲ ဒီခက်ပြည့်ပြည့်နေရံနဲ့အယောင်ဆုံးဗရင်ပေါက်တွေသူတို့နှစ်ခုကိုတွဲကြည့်လိုက်တဲ့အခါတစ်ခုကိုတစ်ခုပံ့ပိုးပြီးတော့ပို့ပြီးလိုက်ဖက်နေတယ်လို့ခံစားရတယ်။အစာဦးဘီတုကဒီဇိုင်းကခိုင်မာတယ်၊ရိုးရှင်းတယ်၊တိတ်ဆိတ်တယ်။ဒီဗရင်တကားကဖန်ချက်လေးတွေကတော့ကျိုးပဲ့လွယ်တယ်၊စိတ်ခံစားမှုပြည့်နေတယ်၊အသက်ရှိနေတယ်။ဒီနှစ်ခုပေါင်းလိုက်တဲ့အခါအဆုံးမရှိတဲ့အရာတစ်ခုကိုသူတို့ဖန်တီးလိုက်ကြတယ်လို့ပဲ။ ူတို့အနီးကပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမုတ်ခုံးလေးနဲ့နယံလေးတစ်လျှောက်မှာထွင်းထားတဲ့အဆင်တွေရေးထားတဲ့ပုံတွေကိုတွေ့နိုင်တယ်။ပန်းပွင့်လေးတွေ၊နွယ်ပင်လေးတွေ၊ကောင်းကင်တမန်လေးတွေကြည့်စရာတွေများလို့တချို့သူတွေသတိမထားမိပဲနဲ့ဖြတ်လျှောက်သွားမိကြတဲ့ဒီအသေးစိတ်လေးတွေပါ။ဒီရာတစ်ခုစီကိုနှစ်ပေါင်းရာချီကြာပြီးတော့လူတစ်ယောက်စီရဲ့လက်နဲ့ထွင်းထုထားတာရေးဆွဲထားတာ။ ဒါကိုကြည့်ပြီးတော့ချွတ်စဉ်းစားမိတယ်။အမှုပညာဆိုတာကြီးကျယ်ခမ်းနားတဲ့လှုပ်ရှားမှုတွေထဲမှာပဲရှင်သန်နေတာမဟုတ်ဘူး။ဒီလိုအသေးစိတ်လေးတွေထဲမှာလည်းရှင်သန်နေတယ်။ဒါပေမဲ့ဒီနေရာခီးသွားတွေအတွက်ပဲလာလေဘူးတတ်တတော်မဟုတ်ဘူးเนาะ။ तू ਆ ရှင်တန်နေတဲ့ဖျားချောင်းတစ်ခုပါ။လူတွေဆူတောင်းဖို့ဝမ်းနေဖို့မျှော်လင့်ချက်ထားဖို့ဖျားဝတ်ပြုသူတွေလာနေကြတော့မယ်။ ချူထဲမှာရှိနေတော့မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့အနောက်အရှက်မဖြစ်အောင်အတက်နိုင်ဆုံးကြိုးစားတယ်။လာလေရဲသူတွေများပေမဲ့အထဲမှာဆူတောင်းတန်တွေရဲ့တိတ်ဆိတ်မှုကိုလည်းခံစားရလို့ပါ။ကြောက်ခင်းကျမ်းပြင်တွေပေါ်မှာခြေတန်တွေအမောင်ထဲမှာတောက်ပနေတဲ့ဖျောင်းနိုင်လေးတွေရဲ့မီးတောက်လေးတွေဒါရီယာဒီနေရာမှာချိဖို့မြင်ဖို့ရုတ်ခန္ဓာအတွက်တင်မဟုတ်ဘဲနဲ့စိတ်တို့နံတို့အတွက်ပါရှိနေတဲ့နေရာတစ်ခုပါ။ ဒီနေရာလေးမှာပကြီးဆရာတယောက်အနေနဲ့ချူတွေးမိတာဒီလို ချိုးလွယ်ပဲ့လွယ်တဲ့ဖန်ဆာလေးတွေကဘလို့များအလင်းတွေအများကြီးကိုတည့်ဆောင်ဖို့ခံနိုင် ရှိနေရတာလဲဒီလိုနူးညံ့တဲ့အရာတစ်ခုဟာခူးဆိုင်မှုလေးစားမှုဆိုတာလေးနဲ့တင်ဘလို့များနှစ်ပေါင်းရာချီရှင်တန်ခဲ့တာလဲလူသားတွေလည်းဒီမှန်ချက်လေးတွေလိုပဲဖြစ်မှထင်တယ်နော် င့်ကြောင့်ပြောရင်းနဲ့ဒီဟာအဆောင်တွေကိုမိထားလို့မရအောင်အမိုးစုံမှာထိုင်နေကြတဲ့ရေတရောက်အဖြစ်သုံးတဲ့ရုပ်ထုတွေဒန္တာကြီးတတ္တဝါရုပ်ထုတွေတဝက်ကလူတဝက်ကတရိษံတဝက်ကအိမ်မက်ဒီရေမြောင်းအဖြစ်သုံးတဲ့အယုတ်လေးတွေကမိုးရေကိုနယံကနေဝေးဝေးသွားဖို့အလုပ်လုပ်ပေးတယ်ဒါမှနယံမှာမိုးရေစီးကြောင်းတွေဖြစ်ပြီးတော့မပြတ်စီးအောင်ထိမ့်သိမ့်ဖို့တော့ပေါ့နော် ဒီ16ရာစုအနုပညာရှင်တွေထည့်သွင်းခဲ့တဲ့ဒန္နာယီတတ္တဝါယုတ်ထုတွေကလူတွေကို၆လမ်းဖို့မဟုတ်ဘူးဒီဖျားเจ้าကိုကာကွယ်ဖို့ပြီးတော့အားလုံးကိုကြောက်ရွံ့ကောင်းတဲ့အရာတွေတောင်မှအထိပယ်ရှိတာကိုသတိရနေစေဖို့ချူပကြီးဆရာအနေနဲ့ကြည့်ပြီးခန်းစားမယ်ဆိုလို့ရှိရင်ဒီယုတ်ထုတွေကကြောက်တုံးတွေကနေထွန်းထူထားတဲ့စိတ်ခန်းစားချက်တွေပါကြောက်ရွံ့မှုဒေါသစူးစမ်းလိုစိတ်အားငယ်မှုအားလုံးကိုသူတို့ပုံဖော်ထားတာ သူတို့တွေကနှစ်ပေါင်းရာနဲ့ခြီးပြီးတော့ Paris မြို့ကိုကြီးနေခဲ့ကြတယ်။ဖြစ်ပွဲတွေတော်လန်ရေးတွေလက်တလောဖြစ်သွားတဲ့မိလောင်မှုတွေကြားထဲတောင်မှဘယ်တော့မှမလုပ်ဖဲနဲ့ဘယ်တော့မှမျက်တောင်မခတ်ဖဲနဲ့သူတို့စောင့်ကြည့်ပေးနေကြတာ။သူတို့ကိုကြည်ရင်လည်းမြန်မာနိုင်ငံအကြောင်းလဲနည်းနည်းတွေးမိတယ်။ မြမပြီမှလည်းဖျားရောဇေဒီရောမှာအစ်စ်ဖြစ်တဲ့စိတ်ကူးရင်ဆန်နဲ့ထူးခြားတဲ့အရာတွေဖန်တီးလိုက်ရင်ဘာတွေဖြစ်သွားနိုင်မလဲ။ဒါပေမဲ့ဖန်တီးမှုတွေကိုကြောက်ရွံ့မှုနဲ့ဝေဖန်မှုတွေကထိမ့်ချုပ်ထားတဲ့နေရာမှာ ထုံးတမ်းအစဉ်လာတွေကိုစိန်ခေါ်တဲ့အနုပညာရှင်တွေကအများအားဝေဖန်ခံရအပြစ်ပေးခံရကြပါတယ်။ အနုပညာဘာသာရေးလွတ်လပ်မှုဒီအရရအမြဲတမ်းဆက်နွယ်နေပြီးတော့ဟန်ချက်ညီနေမှာလို့သတိရသွားစေရယ်။တခုခုကပို့သွားတာရော့သွားတာဆိုလို့ရှိရင်ဟန်ချက်ပြတ်သွားနိုင်တယ်။အမိုင်းမှာနေရာအနှံ့မှာရှိတဲ့အနုပညာရှင်တွေအများကြီးကသူတို့ဖန်တီးလိုက်တဲ့အနုပညာတွေအတွက်အတန်တိတ်တော့အောင်အလုပ်ခံကြရတယ် ဒါပေမဲ့ဒီဖျားเจ้าမှာတော့စိတ်ကူးယဉ်မှုဟာယုံကြည်မှုရဲ့အစိတ်အပိုင်းပဲလို့လက်ခံပေးတဲ့အတွက်ဒီကြောက်ရွံ့ထူတွေကဒီနေ့အချိန်အထိရှင်ကျန်နေကြရတာပါ။ဒါကြောင့်လဲသူတို့မြင်နေတွေ့နေခွင့်ရခဲ့တာပါ။ဒီနေ့ episode address စိတ်ခွန်အားလေးတစ်ခုပေါ့။ ရထရန်ကစမ့်မြင့်ရဲ့အလဲအကျွန်းငယ်လေးပေါ်မှာရှိနေတာပြင်သစ်တနိုင်ငံလုံးရဲ့ခီးအကွာဝေးတွေကိုဒီနေရာကနေတိုင်းတာပါပဲရစ်ရဲ့နှလုံးသားဗဟိုလေးပေါ့ညီပေါင်းတွေအတက်ရောစိတ်ဝိညာဉ်တွေအတွက်ရောတော်လန်ရေးတွေစစ်ပွဲတွေမီးပေးတွေကိုကြော်လင်ခဲ့ပြီးတဲ့နောက်ဒီဖျားเจ้าကြီးကဒီအတိုင်းပဲခိုင်ခိုင်မာမာနဲ့ရပ်တည်နေသေးပဲအချိန်ရဲ့တိုက်စားမှုတွေကိုဂုံတိုက်ခအပြည့်နဲ့တည်ဆောင်နေတော့မယ် ဒီနေရာကိုနှစ်တိုင်းလူတန်းပေါင်းများစွာလာကြည့်ကြတယ်လေပတ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာက Paris မြို့အတွက်တင်မကဝဲနဲ့အလားတရာဖန်တီးမှုစွမ်းအားနဲ့ယုံကြည်မှုဆိုတဲ့အရာတွေကိုတပ်ဝင်သူတိုင်းအတွက်သက်ဆိုင်တဲ့နေရာလေးမလို့ပါ။တကယ်လို့ဒီနေရာကိုရောက်ခဲ့မယ်ဆိုရင်အလင်းစလိုလဲပြီးတော့ဓာတ်ပုံမဲ့ရိုက်ပြီးတော့မပြန်ပြေးသွားပါနဲ့နော်။ အသက်ကိုမမှန်ရှူခေါင်းကိုမော့ချီပြီးရင်နားထောင်ကြည့်လိုက်ပဲရစ်မြို့ရဲ့နှလုံးခုန်တမ်းကိုကြားရင်ကြားရမှာပေါ့နော် Girl! wake up Ali for photo shoot. <laughs> <laughs> so to use the time wisely, I'm gonna do my YouTube video about Notre Dame. ta -da! Got <laughs> a new friend who subscribed my YouTube. <laughs> uh, today I'm gonna do the video alone in, in Notre Dame uh, yeah, maybe with another friend yeah. were dry like but in the future <laughs>. <laughs> maybe we might do a youtube together about yes. art and fashion, fashion and, <laughs> and with <laughs> another friend with a <laughs> photography <laughs> and art yeah. stay tuned come coming <laughs> ဒီနေ့ရုပ်ကလေးလာရဲဆိုလို့ရှိရင်ဒီဘက်ကချစ်တဲ့ငယ်ချင်းရိုက်ပြီးလို့ပါ <laughs> မလာဘူးဆိုရင်တော့မလာဘူးဆိုရင်လည်းသူကြောင့်တော့ The turtle ကဒီမှာတော့မှာပါခုကဒီရတားလေးဒီဒီဒါလေးကိုတတရဖြတ်ပြီးစိတ်ကူးရင်ပြီးတော့မှ neutral back ကိုတတ်ကြည့် လူထုတန်လို့ပြောလိုက်လို့ရှိရင်2019လောက်က April လောက်ကပေါ့နော်အကြီးကျယ်မီးလောင်ပြီးတော့သတင်းတွေတက်လာတဲ့ပတ်သက်ပြီးတော့သတိထားမိမယ်ထင်တယ်အခုဒီ chat ချောင်းကမီးလောင်သွားပြီမဲ့အခုပြန်ပြင်ပြီးတော့စောက်တာပေါ့နော်ဟိုပြန်ပြင်ပြီးတော့အခုဟိုအပြင်က ဖီးသွားတဲ့ဧည့်သည်တွေကိုလာပြီးတော့ကြည်လို့ပြန်ဖွင့်ပေးလိုက်ပြီးဝင်ပြီးတော့ကြည်လို့ရပြီဒီတော့အထဲရောဒီနေ့ပြန်ပြီးတော့ဝင်ကြည့်မယ်အရင်တော့မီးမလောင်ကြီးကလည်းဝင်ပြီးတော့ကြည်ဘူးရဲ့အခုမီးလောင်ပြီးတော့ကြည်ရဲ့အထဲမှာပေါ့နော်ပြင်ဆင်ထားရပြောင်းလဲထားရပါတယ်ပြောင်းလဲသွားလဲဆိုတာကိုလည်းနည်းနည်းသိချင်တယ်အခုမှအထဲရောပြန်သွားတာကြည့်ပြမ